အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်ပြောနေကြအတိုင်းပဲဂျာလာရီထိပြီးသွားပြီတောက်ကြာနေပွားတွေအတွက်ကျွန်တော်ကောင်းတဲ့ဂျူတွေကိုဘယ်လိုအသုံးချမလဲဘွားတက်စာအနေနဲ့တိမှတ်ဖွဲ့ရာကိစ္စတွေပြောပေးမှာဖြစ်တယ်ဟောတောက်ကြာသားမိတွေကိုကျွန်တော်တို့ကကြည့်အောင်တောက်ကြာကိုလူပုတ်ကိုလိုခဏမစင်သားနဲ့ဟောသူ့ရဲ့ဂျူအသွားလာကိုကျွန်တော်ပြောပြပါမယ်အဲ့တော့တောက်ကြာဆိုတာကျွန်တော်ဘေးထဲမှာဆိုတောက်ကြာတော့ဒါကမ္မဂုံတရားလို့ခေါ်တယ်နော် အဲ့တော့အထူးသဖြင့်အစင်အတန်အနတ်အရာသာအထီအတွေ့အတွေ့အကြံစသဖြင့်အာယုံ6ပါအာယုံ9ပါဒီလိုခေါ်ကြတာကိုတောက်ကြလို့ခေါ်တယ်။ဒါကြောင့်ပဲတောက်ကြကြိုမူလဇာတာမှာမကောင်းတဲ့အမြင်ရှင်တွေရှိတယ်ဆိုရင်မယုံထွက်နိုင်ကြဘူးတဲ့လူတွေကကမကုံတရားထဲမှာအထီအတွေ့မှာမယုံနိုင်တဲ့လူတွေအရာသာမှာမယုံနိုင်တဲ့လူတွေနော်အတွေ့အကြံမှာမကောင်းတဲ့အတွေ့တွေများပြီးတော့အတွေ့တွေကလည်းလွန်မမြောက်နိုင်တဲ့သူတွေဒီလိုဖြစ်တတ်တယ်။ဒါကြောင့်ပဲကျွန်တော်တို့က အိန္ဒိယတံဝရာလို့ခေါ်တယ်အာယုံ6ပါတကားဝါးနဲ့မကောင်းတဲ့အတွေးတွေကိုမရောက်အောင်လို့ဘာလုပ်ပေးရလဲဆိုတော့တတိဆိုတဲ့စောက်ချက်ပေးရတယ်တတိယထိတ်ကလည်းနော်ဒါကြောင့်ပဲကျွန်တော်တို့တတိယအဓိကကြားတယ်ဒါကြောင့်ပဲတောက်ကြသားမီးတွေအတွက်တတိကိုကျွန်တော်တို့ကလုံးဝလက်လွတ်လို့မရအောင်ဒါကြောင့်တောက်ကြသားမီးတွေရဲ့နဝင်းကြောအင်္ဂါဖြစ်နေတာအင်္ဂါတတိလေနော် အင်္ဂါတတိဒါကြောင့်ပဲတောက်ကြသားမိတွေပြက်စီးရပြက်စီးကြောင်းမဖြစ်အောင်ဒီကမ္မဂုံတရားတွေအားနဲ့လွန်ကျူးမှုဖြစ်ပြီးမဟုတ်တာမလုပ်ဖြစ်အောင်တောက်ကြသားမိတွေကိုအမြဲတမ်းတတိဆိုတဲ့ဟာတိုင်ထိတ်မှာနဝဲနေနဲ့အင်္ဂါတတိပေးနေတာဒါကြောင့်ပဲမဟုတ်တာလုံးမဲ့ကြံနေဒီအာယုံတွေမှာမြင်လာတဲ့တတိလေးကပ်ပြီးကျွန်တော်ရှုရတယ်နော်အဲ့တော့ဒါကြောင့်ဖျားခေါ်တဲ့တရားတွေမှာရှိတယ်အိန္ဒြိယအတံဝရအာယုံ6ပါး6တကားနဲ့လာတဲ့ မကောင်းတဲ့အတွေးအကြံအာရုံတွေမကောင်းတဲ့အထီးတွေအနံ့အရသာတွေကိုကျွန်တော်တို့စောင့်ကြည့်ပေးဖို့အတွက်တဲ့ဟိုတတိဆိုတဲ့ဟာလိုပါတယ်တဲ့တောက်ကြပါရဲ့ကြံတဲ့နေသားသမီးတွေအားလုံးထက်ဆိုင်တောက်ကြသားမိတွေကတတိကပ်ဖို့လိုတယ်တတိမရှိလိုက်တာနဲ့မကောင်းတဲ့ဘက်ကိုစိတ်ယိုင်သွားနိုင်တယ်မကောင်းတာတွေလုံးမိသွားနိုင်တယ်ဟာငါဒါများနေပြီတတိကပ်အောင်ပါနော်ငါအစင်းကိုကြည်ရများနေပြီ အတန်အင်းနဲ့တာယာတာများနေပြီဒီလိုမျိုးပြန်ကပ်ပြီးဖို့အတွက်အင်ကာဂျိုနဝဲမှာထားတာဒါကြောင့်တင်ဟာတောက်ကြသားမီတယောက်ဖြစ်နေတယ်ဆိုရင်အမြဲတမ်းတတိကတ်တက်အောင်တတိလေးနဲ့နေတတ်အောင်စူးစမ်းပါဒါဆိုဘောကလန်ခီမှာအောင်မြင်လိမ့်မယ်အမှားမလုပ်မိတော့တော်တော်အခက်ခဲပြီးဖြည့်ရှင်းမိတာဖြစ်သွားတယ်အဲ့ဒါတောက်ကြသားမီတွေကိုနဝဲမှာဘာလို့အင်ကာရှိနေလဲအဲ့ဒါကြောင့်ဒါကြောင့်တောက်ကြသားမီကအင်ကာဂျိုဗုဒ္ဓဘူးဂျိုစနေဂျိုတွေကကောင်းတဲ့ဂျိုတွေဖြစ်တယ်အဲ့ဒီဂျိုတွေကိုအတုံးချနိုင်ရင်ကျွန်တော်တို့ဘောကတစ်လျှောက်လုံးအဆင်ပြေပြီ အဓိကအတုံးချရမှာအင်္ဂါဒါကြောင့်တတိတတိလုံးဝမလွတ်လိုက်ပါနဲ့တတိလက်လွတ်ငှက်တောင်ကျွတ်ဆိုတဲ့တတိကိုလုံးဝလွတ်လိုက်တာနဲ့တောက်ကြသားမိကြီးကဘောကလန်ခီယာဖျောက်ဖူးဖို့မလွယ်တော့ဘူးဒါကိုသိစေချင်တယ်ဒုတိယအနေနဲ့တောက်ကြသားမိတွေအတွက်စီးပွားရေးပေါ့တောက်ကြသားမိရဲ့စီးပွားရေးကစနေကြိုပိုင်ပါတယ်နော်အညွန့်ကြိုဖြစ်တဲ့တောက်ကြသားမိကိုတပွင့်တိုးလိုက်ရင်စနေကြိုဟာအညွန့်ကြိုစီးပွားကြိုဖြစ်တယ် ဒါကြောင့်ဒီစနေကိုကျွန်တော်တို့ကအသုံးချတတ်ရင်စီးပွားရေးမှာအသုံးချလို့ရပါတယ်။စနေဆိုတာမျိုးကဒဇိန်လို့ပြောတာ။စနေကိုသိတာရင်ကျွန်တော်တို့ကဒဇိန်။လူမျိုးကြဘာသာကြ၊ရွှေမျိုးမတော်တဲ့လူ။အောက်ခြေလူရန်စား။ပြည်သူလူထု။အဲဒီလူမျိုးကိုပြောတာပေါ့နော်။ဒီလူကိုပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစနေကိုစီးပွားအနေနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့က ရွှေမျိုးသားချင်းတွေဂျားထဲမှာတဲ့ဒဇိန်တရံတွေလူမျိုးသားတွေဘာသာကြားတွေရဲ့ဂျားထဲမှာစီးပွားလုပ်ရင်ပိုအောင်မြင်တယ်။ဒါကြောင့်နိုင်ငံသားထွက်ပြီးစီးပွားရှာတာမျိုးတွေကပိုပြီးအောင်မြင်ကြတယ်။အွန်လိုင်းရှော့တွေလုပ်တယ်။အဝေးကလူတွေကိုလှမ်းပြီးဇီးလန်ရောင်းတဲ့အလုပ်တွေအကျိုးပေးတယ်။ပြီးရင်ဒဇိန်တရံလူမျိုးသားဖြစ်တဲ့အတွက်စန်ဒီဂျိုဟာဘာသာစကားကိုနိုင်ငံကိုလူမျိုးတွေရဲ့ဘာသာစကားမဟုတ်ဘဲနဲ့နိုင်ငံသားသားလူမျိုးသားတွေရဲ့ဘာသာစကားတွေကိုကျွန်တော်တို့ကတင်မယ်ဆိုရင်အများကြီးအဆင်ပြေတယ်။ဘာသာစကားနဲ့ရက်တီစီးပွားရှာလို့ ရတဲ့ထဲမှာပါတယ်။နော်ဒါဆန်နေဂျိုရဲ့အတုံးချတဲ့နီးတာဖြစ်တယ်။ဆန်နေဂျိုဆိုတာအဟောင်းတွေပြတ်နေတဲ့ကိစ္စတွေစကန်ဟန်တွေတပတ်ခွင့်တွေပြက်စီးလို့အတုံးမတဲ့လို့ပြစ်ထားတဲ့ဟာတွေဒါတွေကိုပြောတာ။ဒါကြောင့်ပဲဆန်နေဂျိုအားကောင်းတဲ့တောက်ကြသားမိတွေဟာအမိုက်ကနေရွှေဖြစ်တဲ့အလုပ်တွေအကုန်လုပ်လို့ရတယ်။နော်ဒါသူများစွန့်ပြစ်ထားတဲ့ပစ္စည်းတွေ စွန့်ပစ်ပစ္စည်းလို့သဘောထားရတဲ့ပစ္စည်းတွေဒါတွေကို recycle အနေနဲ့ပြန်လုပ်တာတွေအန်ဒိတ်ပစ္စည်းတွေပစ္စည်းဟောင်းတွေကိုပြန်ရှိုင်း modify လုပ်ပြီးပြန်ပြီးဈေးကောင်းကောင်းရအောင်ပြန်ရောင်းတာတွေအချို့ old model တွေကိုပြန်ပြီးတော့ရှိုင်းပြီးရောင်းတဲ့ကားတွေ cycle တွေတွေ့လိမ့်မယ်အဲ့လိုမျိုးအလုပ်တွေနဲ့အကျိုးပေးတယ်နော်ပြီးရင်သူများနိုင်ငံကကွန်တိန်နာကြားဆိုတဲ့ပစ္စည်းတွေရှိရလေသူများနိုင်ငံမသုံးတော့ဘူးဆိုပြီးတော့ကွန်တိန်နာကြီးနဲ့ပို့လိုက်တယ်နော်အဲ့ဒီကနေမှတစ်ဆင်ကျွန်တော်ပြန်ဝယ်တဲ့အဟောင်းတွေအဲ့ဒါတွေကိုကပြန်ရှိုင်းပြီးပြန်ရောင်းတယ် ကျွန်တော်ကတော့အခြားနယ်ပယ်မသိဘူးကွန်ပျူတာနယ်ပယ်တွေပါတွေမှာလက်တော့နယ်ပယ်တွေမှာကျွန်တော်သိတယ်ဟိုဘက်ကနေလော့လိုက်ဝယ်လိုက်တယ်ဟိုအလုံးတရာကိုဘယ်လောက်ဆိုအလုံးတရာကိုဘယ်လောက်ဆိုဘယ်လောက်မှမရှိဘူးဗျာ generation 4လို့ generation 3လို့ generation 5လို့တလုံးမှာတသိန်းတောင်မကျော်ဘူးဒီမှာသူတို့နှစ်သိန်းရောင်းလိုက်သုံးသိန်းရောင်းလိုက်နေရောင်းနေကြတယ်ဒါအဲ့လိုမျိုးပေါ့နော်အဲ့တော့တောက်ကြသားသမီးကကိုနားလေတဲ့နယ်ပယ်မှာအဟောင်းတွေကိုပြန်ပြီးပြန်ရွှိုင်းရောင်းတဲ့အလုပ်တွေကစီးပွားဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့ မမေ့တာစီချင်းပြီးတော့စနေဆိုတာကျွန်တော်တို့ကဝေးတယ်ကြားတယ်နှေးတယ်လေးတယ်ဒါကြောင့်တောက်ကြသားမီဒီယာဘရောမှလောလို့မရအောင်စီးပွားရေးလုံးလောလို့မရအောင်ဖြည်းဖြည်းအေးအေးနဲ့ပုံမှန်လေးသွားစီးပွားရေးမှာစိတ်ရှိရှိတာလုံးဇွဲရှိသိခံဒါဆိုရင်တောက်ကြသားမီဒီယာစီးပွားတေချာပေါက်ဖြစ်နေမယ်ဒါကိုလုံးဝမမေ့စီချင်းဘူးပေါ့နော်ဒီအချက်လေးတွေလုံးမယ်ဆိုစီးပွားရေးနဲ့ပတ်သက်ပြီးဘာမှပူစရာမလိုဘူးဒီလမ်းကြောင်းကိုရှောက်ပါကိုပင်နေပဲပါရှောက်နေတယ်ဒီလမ်းကြောင်းကိုအခုပုံစံ flow အတိုင်းဝင်အောင်လုပ်နိုင်ရင်အဆင်ပြေပြီ နောက်ပြီးတောက်ကြသားမိတွေအတွက်အချစ်ရေးအိမ်အောင်ရေးဂျိုဟာဗုဒ္ဓဖူးပိုင်တယ်။ဒါကြောင့်ဗုဒ္ဓဖူးကိုကျွန်တော်တို့ကကောင်းအောင်လုပ်ပေးနိုင်တယ်ဆိုရင်ဘာပဲဖြစ်ဖြစ်တောက်ကြသားမိတွေအတွက်ကန့်ကောင်းတယ်။ဒါကြောင့်ဗုဒ္ဓဖူးဂျိုကိုကျွန်တော်တို့ကစီးပွားရေးအနေနဲ့ဘယ်လိုလုပ်မလဲ။နောက်ဗုဒ္ဓဖူးဂျိုအချစ်ရေးအနေနဲ့ဘယ်လိုလုပ်မလဲ။အဲ့တော့ဗုဒ္ဓဖူးဂျိုဟာကိုယ့်ရဲ့အချစ်ရေးဂျိုဖြစ်တယ်။ဒါကြောင့်ပဲကိုယ့်ရဲ့ချစ်တဲ့သူကဆိုရှယ်ကြတဲ့လူကိုတောက်ကြသားမိတွေကနည်းနည်းပိုကြိုက်တယ်။ အရင်ပုံတုံးနေတာမျိုးအရင်အသက်ကြီးနေတာမျိုးအရင်ဘယ်လိုပြောမလဲအန်တိတ်ဖြစ်နေတာမျိုးတွေတက်စာရင်ကျွန်တော်တို့ကနည်းနည်းဆိုရှယ်ကြတယ်အပေါင်းအသင်းဝန်ဆန့်တယ်အတိုင်းဝိုင်းများတယ်အနှဲငယ်လူရည်လဲတယ်စကားပြောဆိုကောင်းတယ်နှုတ်သွက်အာသွက်ရှိတယ်အဲအဲ့လိုပေါ့ရရရင်ကုန်နှုတ်ပိတ်နေတာမျိုးမကြိုက်ပါဘူးနော်အားကြောင့်တောက်ကြသားသမီးကိုကိုကချစ်သူတော်ကျင်တယ်ဆိုအဲ့ဒီပုံစံလေးနည်းနည်းကြောက်နေနိုင်တယ်ဆိုတော့တောက်ကြသားသမီးတွေမျက်စိကြရင် ခံရပါတယ်ပြီးတော့တောက်ကြသားမီဒီယာရွေတူတန်းတူပါအကောင်ဆုံးပါကိုယ့်ရဲ့မသိစိတ်မှာလဲကိုယ့်ထက်အရင်ကွာလုံးတာလည်းမကြိုက်ဘူးအရင်ဟိုဟာဖြစ်တာလည်းမကြိုက်ဘူးအရင်ဆရာလောက်တာကိုလည်းမကြိုက်ဘူးအရင်ကိုကပဲဥဆောင်နေရတာကိုလည်းမကြိုက်ဘူးဒါကြောင့်တောက်ကြသားမီဒီယာကိုနဲ့လက်တွဲပေါ်ယူတဲ့ခါကျရင်သူတို့နဲ့ဘလို့ပြောစိမ့်ဆိုင်ကုန်မယ်တော့တယောက်တယောက်နဲ့တော်တော်များများတူတာကိုတောက်ကြသားမီဒီယာရွေးကြတာများတယ်အလောက်ကန်ဆိုလဲကိုနဲ့တိတ်မကင်းကွာနေရဲ့ကိုနားလေတဲ့လုပ်ငန်းတွေပဲလုပ်နေတဲ့လူမျိုး အဲ့တော့အတက်ဆိုလဲကိုနဲ့အတိတ်မသိမရင်းကိုတို့ကစိတ်ဝင်စားတယ်အဲ့လိုဆိုရင်အဲ့ဒါအပြင်ပညာကြီးလဲလို့ပဲအရန်ကြီးကိုနဲ့မသိမရင်းဖြစ်တဲ့ပညာတတ်တယောက်ကိုပဲတို့ကရွေးကြတာများရတယ်ဒါဆိုတောက်စားသားမီးကသူနဲ့တော်တော်များများတူတာကိုရွေးတယ်ဒီမှာနေ့ခုနှစ်နေ့တည်းမှာတောက်ကြသားမီးတွေကအကုန်လုံးမဆိုလို့ဘူးနော်လူတိုင်းတော့မတူဘာလို့ဖွားစားတာမွေးချိန်တွေပေါ့မူတည်တယ်တော်တော်များများကတော့ကိုနဲ့တော်တော်များများတူတဲ့ဟာကိုပဲရွေးကြတာများပါတယ်နော်အဲ့တော့အခြေအိမ်တော်ကြီးမှာတောက်ကြသားမီးတွေကအရွယ်တစ်ခုရောက်လာရင် အခြေအိမ်တော်ကြီးကိုစိတ်ကုံသွားတတ်တဲ့လူမျိုးတွေဒါဆိုတော့တော်တော်မီဒီယာအိမ်တော်ပြုတ်ကြရှိတယ်ဆိုလည်းပြုတ်မပြုတ်ဘူးနေမယ်ဆိုလည်းနေကိုယ်ကားမှဟိုဘယ်လိုပြောမလဲချစ်လို့ကြိုက်လို့မဟုတ်ဘူးအမိကောင်းရအောင်မလားပါအဲ့လိုမျိုးတွေမလုပ်ပါနဲ့အဲ့လိုမျိုးတွေလုပ်ရင်တော်တော်မီဒီယာ90ရာခိုင်နှုန်းအဆင်မပြေရအောင်100ရာခိုင်နှုန်းတော့အဆင်ပြေ50လောက်ကြာမှဟာငါအမိရအောင်မလားဆိုပြီးတော့ဟိုလူကောက်ယူဒီလိုအဲ့လိုလူတွေကအဆင်မပြေဘူးဘာလို့စိတ်တူသဘောတူဖြစ်တဲ့အတွက်မှီရင်လို့ယူတာတက်ငါနဲ့တော်တော်များများကတော့နီးစပ်တူညီတယ်သဘောထားရင်တော်တော်တူညီတယ် ဲ့လိုမျိုးယူလိုက်ရင်တော်တော်အဆင်ပြေတဲ့နေရာမှာပါပါတယ်။နောက်ဒီလောက်ဆိုတော့ပေါ့မယ်ထင်ပါတယ်။တောက်ကြသားမိတွေတဲ့ဘောသက်စာအနေနဲ့ဆောင်းရဆောင်းလမ်းညွန်ချက်လေးပြောပြတာဖြစ်တယ်။နောက်တစ်ခါဆိုရင်တော့ကျွန်တော်တို့အထက်ဆောင်မှမဟုတ်အောက်သုံးလုံးကိုတစ်ချက်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပါမယ်။နောက်တောက်ကြသားမိနေကောင်းကြပါကြပါစေဗျာ။